ဟုတ်ကဲ့ရှင်အဓိကတော့ကျမတို့ဒီဒီပြပွဲမှာပဲလာပြီးတော့လေ့လာတဲ့သူတွေအတွက်ကိုအထူးသီးသန့်ပေးထားတယ်ကျမတို့ package တွေရှိပါတယ်ဒီပြပွဲမှာမှာရမယ်ပေါ့နော်ဒီ package price တွေကအဓိကနောက်တခြားဒီတခြား အစေးရုံမှာတော့ပြခြင်းလေယောဂတွေအတွက်ကိုလည်းပေါ့နော်ကျမတို့ဒီ special promotion တွေလည်းပေးထားတာရှိပါတယ်နောက်တစ်ချက်အနေနဲ့ကျမတို့ဒီမှာဘန်ကောက်ကနေပြီးတော့ BBK9 စေးရုံကြီးကနေဆရာဝန်2ဦးပေါ့နော်ကျမတို့ဒီ liver နဲ့ပတ်သက်တဲ့အဆိုင်ဦးလန်းချောင်း liver နဲ့ပတ်သက်တဲ့ဆရာဝန်2ဦးရဲ့နောက်2ဦးကဒီနှလုံးပေါ့နော်နှလုံး2ဦးဆရာဝန်ကြီးတွေလာပြီးတော့ကျမတို့ဒီမှာလူနာတွေကိုလည်းဟိုပါပေါ့နော်2ဦးချင်းတီးတန့် ဆွေးနွေးပေးရရှိတယ်နောက်တစ်ခု talk show တွေလည်းကျွန်တော်တို့လုပ်ပေးมาရှိပါတယ်ရှင်ကျွန်တော်တို့စီကံကတော့ဒီပေါ့လေ2013လောက်ထဲကစတင်တည်ထောင်ခဲ့ရပါတော့အဲ့ကနေပြောရတော့မှာအခုဒီနောက်ပိုင်းမှာကျွန်တော်တို့က CSR program လေးစပြီးတော့လှုပ်ရှားဖြစ်တယ်ပေါ့နော် CSR program လေးမှာတော့အခမဲ့ကျမ်းမာရေးဆွေးနွေးမှုတွေကျမ်းမာရေးစောင့်ရှောက်မှုတွေပေါ့လေလုပ်ပေးရပေါ့အဲ့ကနေပြောရတော့မှာဒီလူပွဲလေးမှာပေါ့လေအဲဒီပွဲလေးမှာလည်းအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်အောင်ရကျမ်းမာရေးဆွေးနွေးမှုလေးတွေလုပ်ပြုလုပ်ပေးနိုင်အောင်ပါဝင်ဖြစ်ခဲ့ရဖြစ်ပါတယ်ရှင်ဟုတ်ဒီနေ့မှာပေါ့လေပြာခန်းလာတဲ့လူနာရေးတက်ဆိုလို့ ရှိရင်เนาะ50%ပေါ့လေ50ရာခိုင်နှုန်း short sale နဲ့အတူအဲ medical ticket တွေကိုလည်းကျန်းမာရေးဆိုင်ရာဆွေးနွေးမှုတွေအတွက်ပေါ့လေတင်းတော်ရတဲ့ကျန်းမာရေး ticket တွေပြုလုပ်နိုင်အောင်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ရှင် Okay ပါ Live Care ကိုဖိတ်ခေါ်ပါတယ်အာဒီပွဲလေးရတော့ဗောနော်ဒီကျမ်းမာရေးကိုအဓိကအာထားပြီးတော့လုပ်တဲ့ပွဲလေးဖြစ်တယ်ဗောနော် အဲ့ဒီအတွက်ညီမတို့ဒီသွားစည်းကမ်းကလည်းကျန်းမာရေးတရောင်းတနေရအရေးကြီးရဲ့အတွက်ကြောင့်မလို့ဒီသွားနဲ့ green နဲ့ပတ်သက်ပြီးတော့ဘဟုတုတရေးပေးဖို့ရေပေါ့နော်စည်းကမ်းမှာရနိုင်တဲ့တူတာမှုလေးတွေကိုရှင်းပြဖို့ရေအတွက်ပါဝင်ပြတာဖြစ်ပါရဲ့ရှင်အော် promotion နေ့ကတော့ဟို up to 50%ထိရှိပါရဲ့ရှင်အာဒီပွဲလေးပါလေရောင်းတဲ့ဈေးလေးပေါ့နော်ဟုတ်အဲအားကြောင့်မလို့ဒီနေ့ရေမနေ့ပြန်နှစ်ရက်ရှိအောင်မှာမလို့လာရောက်ဖို့ဖိတ်ခေါ်ပါရရှင်ကျွန်တော်တို့ Fire Thai ဆေးရုံကတော့အဲပမာ market မှာပေါ့နော်ရှိတာကြားခဲ့ပြီကျွန်တော် တော်ဒီမှာလူနာရီလည်းပြည့်စုံရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာအမြဲရောက်ပါတယ်ခင်ဗျတနစ်ကိုနှစ်ခါလောက်တော့လာပြပါတယ်ခင်ဗျဒီပွဲကိုလည်းနှစ်တိုင်း join with season ရှိပါတယ်ခင်ဗျဒီနေ့ကျွန်တော်တို့ fire time နဲ့ fire time perform ထင်တာနေပြီးတော့ promotion လေးတွေအများကြီးယူလာပါတယ်ကျွန်တော်တို့ရှိမှာ buy one get one အစကျွန်တော် quest site တဲ့လုံမ promotion တွေပေါ့နော်စိတ်သက်သာတဲ့ promotion တွေအများကြီးရှိပါတယ်အာလာရောက်ဖို့လည်းအကုန်လုံးဖိတ်ခေါ်ပါတယ်ခင်ဗျဒီလိုရှိရင်ကျွန်တော်တို့ဆရာနေပြီးတော့ဆရာဝန် quest site ဆရာဝန်နေ IVF ဆရာဝန်နေ အများကြီးလာဖို့ရှိပါတယ်။ဒီနေ့လည်းပိုင်းပေါ့နော်။တနာရီရတဲ့9နာရီအတွင်းမှာကျွန်တော်တို့အာခမဲ့ဆွေးနွေးခွင့်ကိုပေးလာပါတယ်ခင်ဗျာ။လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ ก็จะเป็นคลินิกมาจากประเทศออสเตรเลียนะคะ เป็นคลินิกรักษาผู้มีบุตรยากเซอร์วิสที่เรามีเนี่ยเราก็จะมี IUI นะคะ e x c i s i n g s p e r f r e i n g แล้วก็อีกซี่นะคะ แล้วเรานอกจากนี้เราก็จะมีตรวจ PGTA แล้วก็ PGTM แล้วก็ Carrier Screening ด้วย ာဒီပေါ့နော်ဂျီနီယာကဘယ်နေလာလဲဆိုလို့ရှိရင်ဩစတြေးလျမှာသူကလောမှာ main base ကုမ္ပဏီတစ်ခုအနေနဲ့လာတာပြီးတော့ဆိုလို့ရှိရင်သူကနိုင်ငံမှာလည်း branch တစ်ခုအနေနဲ့ရှိခဲ့ရပေါ့နော်ဒီ service တွေကဘာရှိမလဲဆိုလို့ရှိရင် IOI ရှိမယ်ပြီးတော့ဆိုလို့ရှိရင် IBF ရှိမယ်ပြီးတော့ဆိုလို့ရှိရင်ဒီ SC ရှိမယ်ဒီ career screening ရှိမယ် PGTA PGT Empire Service ရှိမယ်ပေါ့နော်ဒီနေရာတွေကဘာလဲဆိုလို့ရှိရင်ဒီ data တွေကိုဝင်ရှိတဲ့လူတွေခက်ခဲတဲ့လူတွေအတွက်ပေါ့နော် mainly လုပ်တဲ့ service ဖြစ်ပါတယ်အာဒီအကယ်၍ပေါ့နော်ဒီ ဒီပွဲကိုဘာဖြစ်လို့လဲလာနိုင်စစ်ချင်တယ်ဆိုလို့ရှိရင်ဒီပွဲမှာလုံးဝဆေးရုံတစ်ခုနှစ်ခုတည်းမဟုတ်ဆေးရုံအများကြီးရှိရပေါ့နော်ပြီးတော့ဆေးရုံတစ်ခုပြီးတစ်ခုကလည်းနံပါတ်၄အရင်ကြီးရယ်ကုသခုပိုင်းမှာလည်းအရင်ထိတ်ထန်ကြတဲ့ဘက်မှာပါရပေါ့နော်အဲ့ဒါကြောင့်ဒီလာပြောလဲလာပြောလဲကြီးစုရှင်နဲ့လာပြောလဲလာပြောလဲပတ်တာလဲအကောင်းဆုံးပဲပေါ့နော်ပြီးသွားဆိုလို့ရှိရင် Champion Junior ဖက်ခဏနေရလဲဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်ဒီလူတွေအကုန်လုံးကိုလည်းမြန်မာနိုင်ငံမှာရှိတဲ့လူတွေအကုန်လုံးအာကိုဝင်ဆောင်ခက်ခဲနေတဲ့လူတွေအကုန်လုံးကိုလည်းဒီဖန်ပြန်တဲ့နီးနဲ့ကုသပေးခြင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်အားလုံးကိုလာပြောလာရောက်ကြီးစုလဲပတ်ခိုင်းခြင်းပါလေလို့ဖြစ်ခေါ်လာပါတယ် င်ဗျာ။ဒီနေ့ရော second ပေါ့နော် international health care hospital and health care ပေါ့နော်2025ကိုရန်ကုန်အရသတိစုလေဟိုတယ်မှာပေါ့နော်ဂျပန်ပြည်တည်းအဲ့ဒီခါမှာမတို့ဒီဝေးထိုင်စေရောကလည်း မနိုင်ငံမှာပေါ့နော်အဖြစ်များတဲ့ယောဂတွေဖြစ်တဲ့ဒီမှာအစာရင်ဦးလန်းချောင်းနေရပြီးတော့ကင်ဆာယောဂတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာကြီးပေါ့အထူးဖြစ်ဆရာကြီးပေါ့အစာရင်ဦးလန်းချောင်းဆရာဝန်ကြီးရဲ့ ကန်ဆာဒုက္ခဆရာဝန်ကြီးရယ်ပေါ့နော်အဲ့ဒီဆရာဝန်ကြီးကိုဖိတ်ထားတယ်ပေါ့ဖိတ်ထားတယ်မှာမတော်နိုင်ငံမှာအဖြစ်များတယ်ဟိုရောယောဂါတွေနဲ့ပတ်သက်တော့လူနာတွေကလည်းဥမာသွားရောက်ပြီးတော့ပေါ့နော်ကုသမယ်ဆိုတဲ့ခါမှာကိုယ်နိုင်ငံမှာကြောင်နည်းနည်းထွေးထွေးနဲ့ပေါ့အရင်ဆုံးဆွေးနွေးလို့ရတယ်မအားတော့ဘာသာပြန်ပေးတယ်ပေါ့နော်ဒါရဲအဲ့လိုမျိုးလေးဘာသာပြန်မယ်ဆွေးနွေးပြင်မယ်ခါမှာတို့တွေနည်းနည်းဟိုစိတ်ကမကြောက်တော့ဘူးပေါ့နော်အဲ့လိုလေးဖြစ်မယ်လိုအပ်တဲ့အခါမှာပေါ့ဒီနိုင်ငံမှာကုသရလဲကုသရလိုအပ်လို့ကုသမယ်အခါမှာအခက်အခဲမရှိပဲနဲ့နော်ကြောက်ရွံ့မှုမရှိပဲနဲ့အဆင်ပြေချောချောမှုမေးပေါ့ဟိုတက်ဆက်တွေပေးတဲ့သဘောနဲ့ပေါ့နော်အဲ့ဒါအားလုံးတက်လိုက်အတွက်လည်းအကျိုးရှိမယ်လို့ယူဆတယ်အဲ့ဒါကြောင့်မအားတို့ ဝိထာနေစေုပ်အနေနဲ့လဲပေါ့နော်ဒီပွဲလေးကိုပေါ့အလုံးတို့အကျိုးရှိမယ်ဆိုတော့ပူပေါင်းပါဝင်ခဲ့ဖြစ်ကြရပါရှင့်ကျမတို့ဒီမှာလေးဟိုစေုပ်မှာရရှိနိုင်တဲ့ package တွေကိုအထူးရှင်းလုံးနေနဲ့အာကျမတို့ booth မှာလာရောက်ပြသထားပါတယ်အာဒါအပြင်ကျမတို့နဲ့အတူတူစေုပ်ကနေပြီးတော့ဆရာဝန်ကြီးနှစ်ယောက်ကိုလည်းခေါ်လာခဲ့ပါတယ်ဟို presentation အနေနဲ့ဝေမျှသွားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အဲ့ talk မှာလေးလာရောက်နားထောင်ပြီးတော့အတင်းချက်လက်တွေကိုရယူနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့် book ကိုလာလဲပြီးတော့ဆရာဝန်ကြီးနှစ်ယောက်ပြောတာနားထောင်ရင်တကယ်လို့အနောက်ထောင်ရှင်မူကိုယ့်ဘက်ကလူနာရှိတယ်လူနာပဲတခါ တဲ့ jam ပြီးတော့ဆရာဝန်နဲ့ဆွေးနွေးကြတယ်ဆိုရင်လည်းဆွေးနွေးရဝန်ဆောင်မှုတွေကိုအခမဲ့ရယူနိုင်ပါတယ်ရှင်ဘုကိုလည်းတစ်ခေါက်လာခဲ့ပါအောင်ပြီးတော့ဒီ international health care နဲ့အာကျွန်တော်တို့ဆေးရုံ expo ကိုလည်းလာရောက်ဖိတ်ခေါ်ဖို့အတွက်အာကျွန်မဘက်ကနေပြီးတော့ welcome လုပ်ပါတယ်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဒီနေ့ဒုတိယအကြိမ်မြောက် International Hospital and Healthcare Expo ကိုကျမတို့ရဲ့ Medigeni Healthcare ကအီဂျစ်နိုင်ငံရဲ့ Alameda ဆေးရုံအုပ်စုကြီးရဲ့ Exclusive Partner အနေနဲ့ဝင်ရောက်ပါဝင်တက်သွားတာပဲဖြစ်ပါရဲ့ရှင်။ဒါကတော့ကျမတို့ Medigeni Healthcare ရဲ့ဒုတိယအကြိမ်မြောက်ကိုဒီပွဲလေးမှာပါဝင်ပါဝင်ပြခဲ့တာပေါ့နော်။ဒီနေ့ပွဲလေးမှာအီဂျစ်နိုင်ငံရဲ့ထိပ်တန်းဆေးရုံအုပ်စုကြီးတစ်ခုဖြစ်တဲ့ Alameda Healthcare Group က ကြောက်ကက်အစားထိုးခြင်းခွဲစိတ်ကူတမှုဆိုင်ရာအထူးကုဆရာဝန်ကြီးနဲ့အသေးအစားထိုးခြင်းခွဲစိတ်ကူတမှုဆိုင်ရာထူးကုဆရာဝန်ကြီးကနေပြီးတော့မြန်မာပြည်မှာရှိတဲ့လူနာတွေနဲ့ရင်းနှီးနှီးတွေးဆုံပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့ဒီပွဲလေးကိုလာရောက်လည်လာဖို့အတွက်ပဲဖိတ်ခေါ်လိုက်ပါရရှင်